အလုံးမဲ့မင်္ဂလာပါဒေါက်တာဖုတ်မှာဒါကတော့ခန်းထဲမှာထားရတဲ့ကြောင်ပကြီကားလေးဖြစ်ပါတယ်ခုတော့ပြင်မှာမိုးတွေရွာနေပါတယ်အခုဒီအပိုင်းမှာပြောမှာကြတော့အစာအိမ်ရောင်နေဟာပေါ့နော်စာအိမ်ရောင်နေဟာမှာဈေးဘယ်လိုတောက်အောင်မလဲဆိုတာကိုညွှန်ပေးမယ်အဲဈေးဒိုးစီပါရရတော့ဒါဆရာမညွှန်တဲ့အတိုင်းတောက်ပေါ့လေအဓိကကတော့ပြောချင်တာက ခါကျဆေးတော့ပါလာတယ်အစာနဲ့တောက်အောင်မလားအစာနဲ့ဝေးပြီးတောက်အောင်မလားတက်တာတော့ရင်ရက်အောင်မလားဆက်တောက်အောင်မလားဘယ်ဆေးတွေနဲ့တွဲတောက်လို့ရတယ်ဒါရင်မသိကြဘူးပေါ့အဲ့တော့အစာရင်ရတုံတိုင်ုံနဲ့မပြောက်ဘူးဖြစ်နေကြတယ်အဲ့ဒါကိုအဓိကပြောပြချင်တာပါအဲ့တော့ဆက်လိုက်ရအောင်အဲ့တော့အစာရင်ရောင်နေဆိုလို့ရှိရင်ဆရာဝန်ကြီးကပါဆေးပေးလေးပေါ့နံပါတ်1ကတော့ proton pump inhibitor PPI လို့ခေါ်တဲ့ acid ထုတ်လုပ်မှုကို short ချတဲ့ဆေးအစာရင်ရ acid ထုတ်လုပ်မှုကို short ချတယ်နံပါတ်2က antacids လို့ခေါ်တဲ့ ထွက်ပြီးသား acid ကို neutralize လုပ်တဲ့ဖြည့်ဖြတ်တဲ့ဆေးပေါ့။နံပါတ်3ကကျတော့ anti flagellant လို့ခေါ်တဲ့လေထိုးလေပွားတွဲလို့ရှိရင်ပေးတဲ့ဆေး။နောက်ဆုံးနံပါတ်4ကကျတော့ anti emetic လို့ခေါ်တဲ့မူးဝေတာပြို့တာအန်တာရှိလို့ရှိရင် တွဲပေးတဲ့ဆေးဖြစ်တယ်။အဲ့တော့ဒီဆေးလေးမျိုးရဲ့ဆေးရွေးချယ်မှုကတော့ကိုဆရာဝန်ပေါ်ပဲမူတည်တယ်။သူကဒီအခြေအနေအတိအကျကိုကြည့်ပြီးတော့ဆေးရဲ့ dose ကိုချိန်ပြီးတော့ပေးလိုက်မယ်။ကျွန်တော်ဆက်ပြောမှာဒီဆေးရရလာပြီဆိုရင်ဘယ်လိုတောက်အောင်မှာလဲပေါ့။ အဲ့တော့နံပါတ်၁ဆေးမျိုးစား proton pump inhibitor PPI တွေကခြားတော့ prazole နဲ့ဆုံးတယ် PRAZOLE pantoprazole isomiprazole omiprazole lansoprazole စသဖြင့်ရှိတယ်။ဆေးနံပါတ်အပြင်ဥမာ pantocid ပေါ့ pantodang လာမျိုးတွေရှိတယ် omax အားအပြင်ကျတော့20 mg နဲ့40 mg လာတယ်။အဲ့တော့ဒီ prazole အုပ်စုတွေမှန်သမျှကအစာမစားခင်2နာရီမှာဂျူတောက်မှ effective ဖြစ်ပါတယ်။ ဆရာဝန်ကတကြိမ်ပဲဝန်ထားရဆိုရင် ဖြစ်နိုင်ရင်မနက်စာမစားခင်နှစ်နာရီမှချိုးတော့ပါနှစ်ကြိမ်ဝန်ထားရဆိုတော့မနက်စာမစားခင်နှစ်နာရီချိုးညနေစာမစားခင်နှစ်နာရီချိုးမှတော့ပါရှင်းပြခဲ့သလိုပဲသူလုံပုံကန်ပုံကအစာအိမ်ကနေ acid ဓာတ်ကိုထွက်တာကိုသူက short ချပေးတယ်အဲ့တော့ကိုကအဆေးမတောက်ဘူးကွာအစာမစားခင်လေကတ်တောက်တယ်သူမို့အစာစားပြီးမှတောက်တယ်ဆိုရင်အစာဝင်သွားရင်အစာအိမ်ကဘာလုပ်မလဲ acid ဓာတ်ကိုသူစထုတ်ပြီအဲ့တော့ကိုကအစာနဲ့ကတ်တောက်ထားရတဲ့အတွက်ကြောင့်လို့ဆေးက ခန္ဓာကိုယ်ရေစုတ်မယူပါသေးဘူးမယူပါသေးတော့ဆေးအချိန်ကခန္ဓာကိုယ်ရေမှာမဝင်နေဘူးအဲ့တော့ဒီအစာအိမ်က acid တက်ကိုထုတ်တဲ့အချိန်ညာပုံမှန်အတိုင်းထုတ်တယ်အဲ့တော့ဗိုက်နာတာပေါ့အဲ့တော့အစာမစားခင်2နာရီအချိန်မှာတောက်ထားခြင်းအဖြစ်ဆေးအချိန်ခန္ဓာကိုယ်ကရသွားပြီဆိုလို့ရှိရင်ကိုယ်ကလည်းအစာစားပြီးတော့အစာအိမ်ကလည်း acid တက်လည်းထုတ်တဲ့အချိန်ညာတော့သူကလျှော့ပြီးထုတ်တယ်နည်းနည်းပဲထုတ်တယ်အဲ့တော့ဗိုက်အောင်တက်တာတယ်နောက်ဒီဆေးတွေကိုနော်အစာအိမ်ရောင်တဲ့ gastritis ပဲဖြစ်ဖြစ် GERD ပဲဖြစ်ဖြစ် on မယ်ဆိုအနည်းဆုံးနှစ်ဘက်ကနေပြီးတော့6ဘက်10ဘက်ထိ on တာရှိရမယ်10ဘက်ဆိုတော့2လပေါ့နော်ဒူနာကတော့ယောဂသိမ့်မဆိုလို့ရှိရင်တောက်ပြီးတော့3-4ရက်အတွင်းမှာစပြီးတော့တက်တာသွားလိမ့်မယ်ပုံမှန်အကောင့်တိုင်းပြန်ဖြစ်သွားမယ်ဒါပေမဲ့အဲ့ဒါကယောဂလက္ခဏာမရှိတော့တာဘိုက်မနာတော့တာဘိုက်ထဲမှာအစာအိမ်မှာရောင်နေတဲ့အရောင်ကျသွားတာမှဟုတ်ချင်မှဟုတ်မယ်ဘိုက်ထဲမှာအနာရှိနေလေဒီအနာကောင်းသွားတာဟုတ်ချင်မှဟုတ်မယ်အဲ့တော့ကိုကယောဂလက္ခဏာမရှိတော့ဘူးဆိုပြီးဆေးဖြတ်လိုက်တယ်ပုံမှန်တိုင်းပြန်စားတယ်ဆိုရင်အထဲမှာရောင်တာမကျသေးဘူးဆိုရင် အဲ့ဒါပြန်ဖြစ်ရောအဲ့ဒီအစာအိမ်ရောင်းတာကဘိုက်ထဲမှာတကယ်ရောင်းတာချသွားဖို့ဆိုလို့ရှိရင်အနည်းဆုံးနှစ်ပတ်လိုအပ်ပါတယ်အဲ့တော့ဒီမှာရစေချင်တဲ့ message ကကိုယ့်ကို၄ငါးရက်လောက်တောက်ပြီးတိုင်းတက်တာတော့တိုင်းဈေးကိုမဖြုတ်လိုက်ပါနဲ့ဆရာဝန်ညွန်တဲ့အတိုင်းရက်ပြီးအောင်တောက်ပြီးပါတောက်ပြီးတော့ဗောနော်ဒါပါတော့ကို့ယောဂတအားဆိုးလို့ဘိုက်အောင်တာတအားဆိုးလို့နှစ်လရှစ်ပတ်ပေါ့လောက်ဆွဲတောက်လိုက်ရတယ်ဆိုရင်ပြန်ဖြတ်မယ်ဆိုလို့ရှိရင်လည်းဆောင်နဲ့တိုင်ပင်ပြီးတော့မှတည်တည်ချာချာဖြည်းဖြည်းချင်းဖြတ်တယ် dose ကို taper လုပ်ပြီးတော့ဖြတ်တယ် proton pump inhibitor series က နှစ်လလောက်တောက်ပြီးတော့အဲ့လိုရုပ်တရက်ကောက်ဖြတ်ချလိုက်လို့ရှိရင် rebound hyper acidity ပြန်ရတတ်တယ်ဒီအစာအိမ်ကငကူကဆေးကြောင့်မလို့ acid တက်ကမထုတ်အောင်သူတားရတာကိုဆေးလည်းဖြုတ်လိုက်ရောသူကအားရပါရပြန်ထုတ်တယ်အဲ့ချိန်ကျရင်ဆေးဖြတ်ပြီးတော့လင်းငါရဲ့အကြာတပတ်အကြာဆိုလို့ရှိရင်ပြန်ပြီးတော့ gastritis ပြန်ရနိုင်ပါတယ်ဒါဒီမှာသိစေချင်တာကပရာဇိုးတွေကို6ပတ်8ပတ်အထက်အကြာကြီးတောက်ပြီးတော့ရင်ဖြုတ်လို့ရှိရင်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့အင်းမြင့်ချင်းဖြုတ်တင်တယ်နောက်တစ်ခုကကောင်းသွားပြီအဲ့ချိန်ကောင်းလို့ဖြုတ်မှာပေါ့နော်ဒီကနေလို့ကောင်းအောင်လို့ဖြုတ်မှာ ဆိုရင်တောင်မှအစာအတောက်ကိုဒီအရှိဗီဒီယိုမှာမှားထားတဲ့ရှောင်ရမယ့်အစာအစာတွေကိုလိုက်ရှောင်ပြီးတော့မှတေးသေးချာချာနောက်တစ်နှစ်လလောက်ကြင်ကြံတယ်။အကူပုံမှန်စားလိုက်ရင်ပြန်ဖြစ်လာနိုင်တယ် gastritis ကအဲ့တော့နံပါတ်1ဆေးအုပ်စု antacid ထပ်ပြီးသားဒီ acid တက်ကိုသူကခြေပတယ်စေ။သူကကြတော့များသောအားဖြင့်အရေးပုံစံလေးနဲ့လာတယ်။ပုံစံနှမျိုးရှိတယ်။ aluminum hydroxide ပုံစံနဲ့လာတာရှိတယ်။ magnesium hydroxide ပုံစံနဲ့လာတာရှိတယ်။ဥပမာ aluminum ဆိုရင် alu gel လို့ဆိုတယ် မက်ဂနီဆီယမ်ပါတဲ့ဟာမျိုးဆိုလို့ရှိရင်ဥပမာကိုနီမက်ဂနီဆီယမ်ဟုတ်ဘာသွားกว่าလဲဆိုတော့အလူမီနီယမ်ပါတဲ့ကောင်တွေကဝမ်းချုပ်တတ်တယ်အဲ့တော့ကိုကဝမ်းချုပ်တဲ့လူဆိုရင်အဲ့အလူမီနီယမ်ပါတဲ့ဟာမရွေးပဲနဲ့မက်ဂနီဆီယမ်ပါတာရွေးမက်ဂနီဆီယမ်ပါတဲ့ဟာကတော့ဝမ်းရှော့တတ်တယ်အဲ့တော့ဝမ်းရှော့ဝမ်းလွယ်တဲ့လူမျိုးဆိုလို့ရှိရင်အလူမီနီယမ်ပါတဲ့ဟာကိုဆိုတော့ဒီဆေးရည်တွေကိုတောက်တဲ့ပုံစံကတော့သမင်းစားပြီးမိနစ်20ရနေပြီးတော့2နာရီအတွင်းမှာတောက်တယ်အဲဒီဆေးအရည်တွေကိုကြတော့သမင်းမစားခင်တောက်ခဲ့တဲ့ပရာဇိုးဆေးတွေနဲ့ 3နိုင်လောက်အနည်းဆုံးချပြရမယ်။ဘာကြောင့်လဲဆိုတော့ဒီဆေးအရည်ဘိုက်ထဲကိုဝင်သွားရင်ပရာโซကလည်းတောက်ထားတာမကြသေးဘူးဘိုက်ထဲမှာဆေးအလုံးဝကျန်နေသေးရယ်ဆိုရင်ပရာโซရဲ့ဆုပ်ယူမှုအားကိုဒီဆေးအရည်တွေကနှောင့်နှေးစေနိုင်တယ်ကျော့စေနိုင်တယ်။အဲ့တော့ပရာโซရဲ့ effect ကကောင်းကောင်းမရတော့ဘူး။အဲ့တော့ဆရာကြီးဒီဆေးနှမျိုးလုံးကအစာရင် acid အတွက်ဆေးတွေဆိုတော့နှစ်ခုလုံးတောက်ဖို့လိုလားဆိုရင်လိုပါတယ်။ကျွန်တော်ပြောရတဲ့အချိန်ပိုင်းခြားလေးနဲ့တောက်ပြရပါမယ်။အဲ့တော့ပရာโซတွေကကြတော့ မနဲ့တောက်ပြီးသွားရင်တော့တနေ့လုံးမှာ acid attack ကို short အောင်လုပ်ပေးတာ acid ကိုတိတ်မထွက်အောင်လုပ်ပေးတော့တနေ့လုံးမှာ attack ခဏခဏမရအောင်လုပ်တာဒါပေမဲ့တောက်တောက်ပြီးခြင်းတော့အခုနာနေတာချက်ချင်းမတက်တာတော့အောင်သူကနာနေတာချက်ချင်းတက်တာတော့လုပ်တဲ့ဆေးမဟုတ်ဘူးတနေ့လုံးမှာထပ်ထပ်မဖြစ်အောင်လုပ်တဲ့ဆေးတခါ antacid ကကြတော့အခုတောက်လိုက်အခုတက်တာသူကဒါပေမဲ့တနေ့လုံးမှာထပ်ထပ်မဖြစ်အောင်သူကမလုပ်ပေးဘူးเนาะအဲ့တော့သူရဲ့နှစ်ခုရဲ့ လုတ်ဆောင်ပုံကမတူဘူး effect ကလည်းမတူဘူးနံပါတ်3အုပ်စုဆေး anti flatulent လို့ခေါ်တဲ့ဥမာ AX ပေါ့နော် gas go စီမင်တီကုန်းပါတဲ့ဆေးတွေပေါ့ဒါတွေကတော့လေထိုးလေပွားရှိနေတနေ့3ကြိမ်ရနေ4ကြိမ်တောက်လို့ရတယ်အာအစာစားတာမစားတာအချိန်နည်းနဲ့တိတ်မလို့ကိုအဆင်ပြေသလိုတောက်လို့ရနောက်ဆုံးဆေးမျိုးစားတော့ anti emetic လို့ခေါ်တဲ့ပြို့ရအန်လာတက်တာဆေးပဲဆေးပေါ့သူကတော့တကယ်တော့ပုံမှန်ကြီးဆွဲတောက်ဆရာမလို့ကိုမှအဲ့လိုပြို့ကျင် engine နဲ့ဆေးရှင်တစ်လုံးတောက်လိုက်ပေါ့ ဒါမှမဟုတ်လို့ရှင်ကိုကအစာရင်ရောင်တာတအားဆိုးနေတယ်အစာနည်းနည်းလေးစားပြီးတိုင်းအန်ဂျင်နဲ့စိတ်ရည်ရှိနေတယ်အဲ့လိုမှန်းလို့ရရင်တော့လုံနိုင်တာကအစာမစားခင်နှစ်နာရီမှတောက်ထားလိုက်အဲ့လိုဆိုလို့ရှင်အစာစားတဲ့အချိန်ကျရင်ဒီပြုတ်ခြင်းအန်ဂျင်စိတ်ကမပေါ်လာတော့ဘူးအဲ့တော့ဒီဒီအဓိကဆေးမျိုးစာ၄အုပ်စုနဲ့သူတို့ရဲ့တောက်ရမယ့်ပုံစံတွေအစားအစာနဲ့ဘယ်လိုချားရမလဲလေကျွန်တော်ရှင်းပြပြီ။ပရာဇိုဆေးအုပ်စုတွေကိုအစာမစားခင်၂နာရီနဲ့ခုနအန်တက်စစ်ဆေးအရည်တွေကိုကြာတော့အစာစားပြီးမိနစ်၂၀ကနေ၂နာရီအတွင်းမှာတောက်လို့ရတယ်။ ီပရာဆိုးတောက်ထားတဲ့အချိန်လေးဆိုရင်၃နာရီလောက်ခြားပြရမယ်။အဲ့တော့နောက်တစ်ခုလူမေးများတဲ့ဟာပေါ့နော်။ဆရာကြီးဆေးတွေတော့ပုံမှန်တောက်နေတယ်။ဒါပေမဲ့တစ်ခါကျရင်လည်းဘယ်လိုရုပ်တရက်ကြီးထားအောင်လားရှိတယ်။ဆေးတော့ရဲ့ခြားရရနေညတွေအောက်နေလို့ရှိတယ်။ဘယ်လိုအချိန်ဆိုဗာဆေးတောက်လို့ရလဲပေါ့။အဲ့တော့ပရာဆိုးဆေးအုပ်စုတွေတော့သွားမတောက်ပါနဲ့။ဒါကတော့ဆရာဝင်ညွှန်ကြားတဲ့အတိုင်းပဲတစ်လုံးတစ်မုံနှလုံးတောက်ပါ။ဒီကအဲ့လိုမျိုးရုတ်တရက်ထဖောက်လာရင်တောက်နိုင်တာအဲ့ဒီဆေးအရေတွေပါအထုပ်တွေနဲ့လာရည်ဘူးတွေနဲ့ရှိရအန်တက်စစ်တွေပေါ့အဲ့ဒါတွေလိုအပ်တယ်လို့တောက်နိုင်ပါတ အဲလိုအပ်တယ်လို့၆တောင်းရင်ဆရာ side effect မဖြစ်ဘူးလားဆိုတော့ပုံမှန်ရှင်းပြလို့ပါပဲအလူမီနီယံပါတဲ့ဟာဆိုဝမ်းချုပ်နိုင်တယ်များရင်မက်ဂနီဇီယံပါတဲ့ဟာဆိုများလို့ရှင်ဝမ်းရှော့နိုင်ပါတယ်ဒီအထုပ်တွေက quick relief ရပါတယ်တောက်ပြီးရင်ချက်ချင်းသက်သာတယ်ဒါပေမဲ့တနေ့လုံးကိုတော့သူကအနာသက်သာအောင်မထိန်ပေးနိုင်ဘူး prazo တွေပဲထိန်ပေးနိုင်တယ်နောက်တစ်ခုက h pylori အကြောင်းလေးနည်းနည်းလေးပြောလိုက်ရှင်ပေါ့စာရင်ခဏခဏရောင်းနေတယ်ဆိုလို့ရှိရင်တော့ h pylori စစ်ကိုစစ်တင်တယ်စစ်မယ်ဆိုလို့ရှိရင်ကောင်းတာက ဆေးမတောက်ခင်မှာစစ်တာအကောင်းဆုံးပဲဒီပရာဇိုးဆေးတွေပိုးတက်ဆေးတွေမတောက်ခင်မှာဆင်အကောင်းဆုံးပဲဒါမှအဖြစ်မှန်ပါအဲသူကဆေးတောက်ပြီးရင်လည်းတခါဒီပိုးတွေကရှင်းသွားပြီလားတည်သွားပြီလားကုန်သွားပြီလားဆိုတော့ထက်စစ်ရတယ် H pylori positive ဖြစ်တယ်ဆိုရင်တော့ဆရာဝန်ဘက်ကပိုးတက်ဆေးနှစ်ပတ်ဝင်ပါပေါ့နှစ်ပတ်ပြီးသွားလို့ရှိရင်ဒီအကောင်တွေခန္ဓာကိုယ်ထဲမှာကြံသေးလားဆိုတော့ပြန်စစ်တယ်ပြန်စစ်တာကလည်းတိုင်ရင်းရှိတယ်ပိုးတက်ဆေးပြီးသွားတယ်ဆိုအနည်းဆုံးနှစ်ပတ်ချပါရတယ် ပြီးရင်ဒီအစာအိမ်ဆေးပေါ့နော်ပရာဆိုဆေးအီအန်တက်စစ်တင်နေဆိုလို့ရှိရင်အနည်းဆုံး၄ပတ်ချာပြရတယ်အဲ့တော့အကြမ်းမြင့်မှတ်ထားရင်ဘိုက်အောင်တက်တာပြီးဆေးတွေအကုန်ရက်ပြီးလို့တလအနေချာမှာဒီ H pylori တွေဆိုတာကိုပြန်စစ်တင်မဟုတ်ပဲဆောစစ်လို့ရှိရင်အဖြစ်မှားတတ်ပါတယ်စစ်တာကြိုက်တဲ့နည်းနဲ့ရတယ်အကောင်းဆုံးကတော့ urea prep test ဆိုတဲ့ဒီလေမှုတ်ပြီးတော့စစ်တဲ့ဟာအကောင်းဆုံးပဲသွေးနဲ့စစ်တာဝမ်းနဲ့စစ်တာတွေရှိတယ်ဈေးရလဲပိုတက်တာ urea prep test ကတော့တသိန်းခွဲဝန်းကျင်ရှိတယ်ဒါပေမဲ့ဒါအမှန်ဆုံးပဲ ပြန်ဆစ်လိုက်လို့ negative ဖြစ်သွားရင်တော့ပြီးပြီပေါ့တကယ်လို့ positive ဖြစ်နေတဲ့ရင်တော့ပိုးသက်စေနောက်တစ်ခုပေါ့ဆက်လေးရက်အဲ့ဒါတော့တခြားဆေးအမျိုးအစားဆရာဝန်ကပြောင်းလိုက်တယ်အဲ့ဒါကိုပြန်တောက်အောင်ပြန်တောက်ပြီးအဲ့လိုပဲပြန်ဆစ်တယ်တအားကိုအရင်ကဆိုးတဲ့ case တွေဆိုလို့ရှိရင်ဆရာဝန်ကလိုအပ်ရင်မှန်ပြောင်းကြည့်တယ်မှန်ပြောင်းကြည့်ရင်လည်းလေအပေါ်မှန်ပြောင်းပါတော့မှန်ပြောင်းကြည့်ရင်လည်းတစ်ခါတည်းဒီပိုးကိုမွေးလို့ရပါတယ် H file လို့ဟုတ်ကဲ့ပါအစာအိမ်ရောင်းတာနဲ့အစာအိမ်ချင်းပြန်ရောဂါကိုဒီထိမှရက်ပါမယ်၃ပိုင်းရှိပါတယ်အဲမိုးရွာနေရရဲ့ချောင်းဆိုးကျင်နေရရဲ့ပြောရမှများနေရရဲ့ဆရာနည်းနည်း မြန်မြန်လေးပြောလိုက်ရပါတယ်